သာလီဇော့ပါဒီကနေ့ဂျွန်လာ28ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမမြန်နေခင်ကတင်ဆက်ပြီးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူမျိုးလုံခြုံရေးကိုစိုးရင်လာတာကြောင့်စစ်ကောင်စီကစာရဖရေစခန်းနဲ့တဲရင်တွေရဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေကိုတညာဥရီရဲ့တပ်ဌာနရှိကိုပြောင်းရွှေ့လိုက်တဲ့သတင်းမလီအပြည့်ရက်ကာလာရခိုင်မှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အရက်သား30ကျော်သေဆုံးပြီး ိုးစီကျော်တင်ရာရရှိခဲ့တဲ့တဲ့င်းနဲ့ရတိတောင်ဘူးတိတောင်နဲ့မောင်တော်ဒေတာတွေမှာရှဲထီလောင်းကစားတွေဆက်လုပ်နေကြတဲ့တဲ့င်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းတွေကိုလည်းဆက်လက်တင်ဆက်ပြီးတော့ပါမယ်ရှင်စစ်ကောင်စီဟာကြောက်ဖြူမျိုးရေလုံချုံရေးအပေါ်စိုးရင်လာရကနေစာရဖယုံရေစခန်းအပါဝင်ကျောက်ပြူအခြေဆိုင်တည်ရင်တွေကအရေးကြီးတဲ့စစ်ဖက်ရေးရာစာရွက်စာတမ်းတွေကိုတ냐ဥရီတပ်ဌာနချုပ်ကိုပြောင်းရွှေ့ယူဆောင်သွားခဲ့တယ်လို့ ေတာဆိုင်ရာအာနာပိုင်ရီနဲ့နှိစက်တဲ့တတိယမြေတယောက်ကနရင်းစရာကိုပြောပါရီစစ်ဖက်ကြီးကလုံချုံကြီးစာရဖာမြို့မကြီးစခန်းအမတ်30နှစ်ရစ်တက်ရင် ခမရ9လီနှစ်ခမရ9လီ3ခလာရ3လီစတဲ့တက်ရင်တွေကအရေးကြီးတဲ့စစ်ဖက်ကြီးကစာရွက်စာတမ်းတွေကိုတစ်ပုတ်တောင်တိုက်နေကတညာဝီတက်ဌာနချုပ်စီကျွန်လာအတွင်းမှာပြောင်းရွှေ့လိုက်တာလို့သိရပါဗျ။ အဓိကစစ်တပ်တရင်ထေကအရေးကြီးတဲ့စာရွက်စာတမ်းတွေပစ္စည်းတွေကိုနေပြီးနဲ့ပို့ခဲ့တာဖြစ်ပြီးငလပွေစက္ကန်ကနေတဆင်းတညာဝရီတက်ခါနာရှုကိုပို့ဆောင်ခဲ့တာလို့ပြောပါရယ်လက်ရှိမှာပြိုင်းစစ်ကေအနီနာဝင်းကျင် မလကျွန်းဧရိယာဝင်းကျင်နဲ့တိပုတ်တောင်တိုင်းဒီတညာဝရီတက်ခါနာရှုအနီကကဲ့သပြေပတ်ဝန်းကျင်တွေမှာတိုက်ပွဲအရှိန်ဟုန်ပြင်းထန်နေပါရယ်ကြောက်ဖြူမြို့နေကစစ်ကောင်စီမိသားစုဝင်တရှုတ်ကိုလေတညာဝရီတက်ခါနာရှုကနေတဆင်း ြည်မဖက်ကိုပြောင်းရွှေ့ထားပြီးရခိုင်မိသားစုဝင်တချို့ကတော့ကြန့်ရှိနေသေးတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရှင်။ငလင်းရဲ့အပြစ်ရက်ကာလာအတွင်းရခိုင်ပြည်မှာစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အရက်သားအယောက်30ကျော်သေဆုံးပြီးအယောက်90ကျော်ဒဏ်ရာရသွားခဲ့တယ်လို့အာရခတစ်တို EE လက်အောက်ခံလူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HTCO ကထုတ်ပြန်ထားပါတယ်။ အပြစ်ရထားရေးဆိုပေမဲ့ဧပြီလ2ရက်နေ့ကနေစပြီးဂျွန်လ20ရက်နေ့အထိစစ်ကောင်စီကပြခိုင်ပြည်အတွင်းကတောင်ကုတ်ကျောက်တော်ကျောက်ဖြူပုံနာကျွန်းရတိတောင်နဲ့တန်ရွေးစားတဲ့မြို့နေတွေကကြီးရွာပေါင်း35ရွာမှာလေးချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အပြစ်မဲ့အရတား34ရောက်သေးဆုံးခဲ့ပြီး61ရောက်ဒဏ်ရာရသွားခဲ့တယ်လို့ HDCO ကဆိုပါတယ်။ဘုံကျေးလို့ရခိုင်ဘက်မှာတေဆုံသွားသူတွေ တန်ရာရသူတွေလည်းအများပြားရှိပြီးစစ်ကောင်စီရဲ့လုပ်ရက်တွေကတော့သူတို့ကတိကို သူတို့ရှိုးဖောက်နေတာလို့ရခိုင်ဒေသခံကိုတန်းရွှေမောင်ကပြောပါရီစစ်ကောင်စီဟာအပြည့်ရက်စေးဆိုတဲ့ခေါင်းစဉ်အောင်ပါပဲဥပဒေကိုရှိုးဖောက်ပြီးတော့ဒီတိုင်းရင်းသားနေမျိုးတွေမှာ ပုံကျေးတာတွေတွေ့ရတယ်လို့သူကဆက်ပြောပါရီပြီးခဲ့တဲ့မက်ရှလာ28ရက်နေ့မှာလုခတ်ခဲ့တဲ့အင်အားပြည့်ငလျင်ကြောင့်ပြန်လီတိဆောင်ရေးလုပ်ငန်းတွေအချိန်ဟုန်မြင့်ဆောင်ရွက်နိုင်ဖို့အတွက်လို့ဆိုပြီးတော့စစ်ကောင်စီက ဧပြီလ2ရက်နေ့ကနေအခုဇွန်လ30ရက်နေ့အထိအပြစ်ခတ်ရက်စီးခဲ့တာပါရှင်။ရခိုင်ကအာရခတစ်တို့ဤတင်ပိုက်ထားတဲ့မြို့နေတွေမှာစီးပွားဖြစ်လောင်းကစားလုပ်တာကိုအာရခပြည်သူတော်လှန်ရေးအစိုးရကတားမြစ်ပိတ်ပင်ထားပေမဲ့မောင်တော်ဘူတိတော်နဲ့ရတိတော်ဒေတာတွေမှာရှဲထီလောင်းကစားတွေဆက်ရှိနေစေဖြစ်တယ်လို့ဒေတာခန့်တွေကပြောပါရယ်။ နှလုံးသုံးလုံးရှဲတိုင်အများစုဟာပြည်မနဲ့ဆက်တွေ့ပြီးပြုလုပ်နေကြတာဖြစ်ပြီးအ धिक အရေးယူဖန်ဆီးဖို့လိုအပ်နေတယ်လို့ရတိတော်မြို့နယ်လောင်ချောင်းကြီးရောကဒေသခံလူကြီးတယောက်ကပြောပါရယ်အေးအေးသိမ့်ပိုက်ထားတဲ့မြို့နယ်အများစုမှာစီဝါဖြစ်ဖေကစားတာဒုဆက်ကစားတာကျွေအန်ကစားတာတွေအပါအဝင်တခြားလောင်ကစားပြုလုပ်တာတွေကိုမပြုလုပ်ကြဘူးအေးအေးကစော်ဩနေတယ်လို့လိုက်နာမှုမရှိရင်ဥပဒေအရအရေးယူသွားမယ်လို့သိရပါရယ် ဒါပေမဲ့လေမောင်တော်ဘူတီတော်နဲ့ယတိတော်မြို့နေတွေမှာတော့ရှေးထီလောင်းကစားတွေပြုလုပ်သူတွေကိုအခုတိတိုင်အေးအေးယူမှုမရှိသေးဘူးလို့ဒေသခံတွေကဆိုကြပါဗျ။ဘင်္ဂလားဒေ့ရှ်အင်တာနက်ရနေတာကြောင့်မောင်တော်မြို့ပေါ်နဲ့မြောက်ပိုင်းတောင်ပိုင်းကြီးော်တွေမှာနှလုံးထီဟာအတော်လေးတွင်ကျနေပြီးအင်တာနက်မရတဲ့ယတိတော်လောင်းချောင်းဒေသမှာတော့ရှယ်ထိုးလို့ရနေတယ်လို့မောင်တော်ဒေသခံအမျိုးသားတယောက်က ပြောပါဗျ။ နှလုံးတီလောင်ကစားဟာကြေးရွာအများစုမှာချမ်းသာသူထက်ဆင်းရဲတဲ့သူတွေပိုအထူးများကြပြီးအရင်အနီးပြုတ်အိမ်ပေါင်း ရွှေပေါင်းနွားရောင်ရာတွေအထိဖြစ်လာနေကြပြီလို့ဒေသခံတွေစီကနေသိရပါရရှင်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးမှာ လူငယ်လူရွယ်တွေကိုစစ်ကောင်စီကအရက်ဝတ်နဲ့စစ်စေးဖန်ဆီးရာတွေများလာနေတယ်လို့သိရပါတယ်။ရန်ကုန်မြို့မှာရှိတဲ့လူနေထူထပ်တဲ့နေရာတွေနဲ့လူသွားလူလာများတဲ့ကားမတ်တိုင်တွေမှာစစ်ကောင်စီတပ်သားတွေဟာအရက်ဝတ်တွေဝတ်ပြီးလူငယ်လူရွယ်တွေကိုစောင့်ဆိုင်ဖန်ဆီးနေတာလို့ဒေသခံတွေကပြောပါတယ်။တချို့ဆိုရင်လိုင်းကားတွေပေါ်တက်ပြီးဖုန်းတွေကို အတင်းအဓမ္မယူစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လူမြောက်လာတဲ့အမျိုးသားတယောက်ကနရင်းစရာပြောပါတယ်။ လိုင်းတရားမျိုးနေကနေအင်းစိန်မျိုးနေထေမှာအလုတ်သွားလုတ်တဲ့လူငယ်တရှို့ကိုအောင်စီရကျူရရအစင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဂျွန်လာ26ရက်နေ့မနက်ပိုင်းကဖမ်းဆီးပြီးကားပေါ်တင်သွားတယ်လို့လေဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီဟာနိုင်ငံတော်ဝန်မှာဆီရှုံးနေပြီးစစ်ကောင်စီတပ်သားတရှို့နဲ့စစ်မှုထမ်းလူငယ်တရှို့ထွက်ပြေးတာတွေရှိနေတာကြောင့်တပ်သားတစ်တွေပုံမှုစုဆောင်းလာနေရတယ်လို့စီရေးကျွမ်းကျင်သူတွေကပြောဆိုကြပါဗျ။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အစ္စလာမစ်နိုင်ငံရော ISIU ဝါရအပါအဝင်အကြမ်းဖက်မှုတွေနဲ့ဒါရိုက်ပါဝင်ပတ်သက်မှုဆွဆွေးချက်တွေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား36ယောက်ကိုမလေးရှားရဲတပ်ဖွဲ့ကအခုသတင်းပတ်အတွင်းမှာဖမ်းဆီးခဲ့ပါတယ်။ဒီဖမ်းဆီးမှုအပေါ်မလေးရှားပြည်ထရေးဝန်ကြီးဒါတုစီရီဆိုင်ဖူဒင်းနာဆူရှင်အစ်စမိုင်ကလည်းအတည်ပြုပြောကြားထားပါတယ်။ ဖမ်းဆီးခံရသူ36ယောက်ထဲက9ယောက်ကိုဆွေးချက်တင်ထားပြီးပြည်နေတန်ခံရသူ15ယောက်နဲ့အမှုနဲ့ဆက်ဆက်တဲ့16ယောက်ကိုဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။အကြမ်းဖက်အဖွဲ့တွေအပေါ်ပြစ်မှတ်ထားတဲ့လုံခြုံရေးစစ်ဆင်ရေးကိုဧပြီလ24ရက်နေ့ကစတင်ခဲ့ပြီးမလေးရှားနိုင်ငံစီလန်ဂေါနေကဂျိုဟိုမှာအဆင့်3ဆင့်နဲ့လှုပ်ဆောင်ခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဖမ်းဆီးခံရသူတွေထဲကလူ9ယောက်ကို မလေးရှားနိုင်ငံ ရှာအလန်နဲ့ဂျိုဟိုဘာရူတို့ရဲ့ဆက်ရှင်တရားရုံးတွေကအကြမ်းဖက်မှုနဲ့ဆက်နွေတဲ့ဥပဒေပုံမှန်တစ်ခုဖြစ်တဲ့ရာဇသက်ကြီးပုံမှန် VIA အရာဆွေးချက်တင်ထားတယ်လို့ပြောပါရယ်။ဘေးနိုင်ငံခြားအစွန်းရောက်လှုပ်ရှားမှုအတွက်မစိုးမလေးရှားနိုင်ငံကိုအဓိကနေရာအဖြစ်အသုံးချခွင့်ပြုမှာမဟုတ်ဘူးလို့လေပြည်ထရေးဝန်ကြီးကထပ်လောင်းပြောကြားခဲ့ပါရှင်။ နရီစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမတို့နရီစရာကထုတ်လွှင့်နေတဲ့သတင်းတွေကို www.narinzara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရီစရာရောက်တဲ့ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။